ားလုံးပဲမြင်တာပါကျွန်တော် YouTube channel နဲ့ပြန်လဲကြိုးစားလိုက်ပါတယ်ကျွန်တော်ခုကတင်ဆက်ပေးသွားမှာနော်ကျွန်တော်တို့ကွန်ပျူတာခုမှစဝယ်ပြီးတုံပြမယ်လူတွေအတွက်စပ်ပွင့်နေ short down channel စပ်ပိတ်နေတို့နောက်ပြီးကိုယ့်ရဲ့ကွန်ပျူတာထဲမှာ RAM ဘယ်လောက်ပါလဲ hard disk ဘယ်လောက်ပါလဲဆိုတော့ကျွန်တော်ပြပေးသွားမှာဖြစ်ပါတယ်ခုချိန်ဒီမသိတဲ့လူရှိပါနော်ချိုကွန်ပျူတာတွေဝယ်ဝယ်ပြီးဆက်လေးပြပြရှင်ပိတ်တက်တာလို့ပါဟုတ်ပြီကျွန်တော်အခုဒီမှာ ါဝါခလုတ်အရင်ဖွင့်လိုက်မယ်နော်ပါဝါခလုတ်နဲ့ဖွင့်လိုက်ပြီကွန်ပျူတာဖွင့်လိုက်ပြီနော်တစ်ချက်စပါမယ် window တက်နေတဲ့ခဏလေးစပါနော်အဲ့ဒါသူ window တက်နေတော့ပေါ့နော်သူ window တက်နေတဲ့ခဏစပါပါမြေကုန်းတော့ဝင်းဝင်းတို့ပုံတက်လာမှာနော်အဲ့ဒါဒီခဏစောက်ပေးပါဗျာ ဒီမှာနော်သူတက်နေတယ်နော်ခဏစောက်ပေးစပ်ပေါ်လိုက်မမော်ရီမီလင်းလာပြီခဏလေးစောက်ပေးပါဟောပြီနော်ဒီမှာနော်တက်လာပြီနော်ဒါစပ်ပွင့်နေပါပြီခဏလေးစောက်ပေးခဏလေးဒီမျိုးဆက်လေးနေတာလို့ဒီမျိုးဆက်ကွန်ပျူတာဝင်လို့တက်တာကြတော့ပါလေကိုယ့်ရဲ့ဒီကွန်ပျူတာမှာထည့်ထားတဲ့ဝရန်ဒီ ဟတ်တီတွေနဲ့စားတယ်ပေါ့နော်ကျွန်တော်ဒီဟတ်တီတွေမှာဆိုရင်စက်မြင့်မြင့်တက်ဖို့ဆိုရင်ကျွန်တော် SSD ကိုအသုံးပြရပေါ့နော်ကျွန်တော်ဒီစက်တယ်မှာကျွန်တော်ဟတ်တီကို HDD ကိုအသုံးပြတာအတွက်စက်တက်နေပါတယ်အဲ့ဒါလေးသတိထားပါနော်သူများစက်မြင့်ကြီးဆိုကိုစက်မြင့်ကြီးနေဆိုရင်ကိုမှာ SSD ကိုပြောင်းထည့်ပေါ့နော်ဟတ်တီနေရာမှာ HDD နေရာမှာ SSD ကိုပြောင်းထည့်ပေါ့နော်အဲ့ဒါဆိုရင် Windows တက်တာမြင်တာပေါ့နော် ကျွန်တော် ADD ဆိုတော့စက်တက်လာနေတယ်ဗျ။အော်စက်ပွင့်လာပြီဗောနော်။ဒါဆိုစက်ပွင့်လာပြီ။ဟုတ်ပြီကျွန်တော်လည်းစက်ပွင့်လာဆိုခဏလာစောက်ပြီဗောနော်။ကျွန်တော်ဒီမှာ hard disk SSD တက် SSD နဲ့ဆိုရင်စက်တက်မြင်ဗောနော်။အလုပ်လုပ်လို့လည်းကောင်းလား။ ADD ဆိုတော့ကြာတက်တယ်ကြာတက်တယ် ADD တွေကကြာတယ် ဟုတ်ကဲ့ဒီမျိုးဆက်ပွင့်ပြန်ဆိုကျွန်တော်ဒီ refer တွေကို၄၅၆ခါတော့နှက်ပေးပါတော့အဲ့ဒါမှကိုသွားချင်းနေရာကိုသွားလို့ရမယ်ဆက်ပွင့်လာတဲ့ချက်ချင်းအလုံးလုံးမရသေးဒီနော်ဒီ refer တွေကိုနှိပ်ပေးမှာ၄၅၆ချက်တော့နှိပ်ပေးပါမှာကိုသွားချင်းနေရာသွားရတော့ဗောနော်ဒီသင်ခန်းစာမှာတော့ကျွန်တော်ဒါကွန်ပျူတာဆက်အဖွင့်ပိတ်မတက်သေးတဲ့သူတွေဒီကွန်ပျူတာထဲမှာကိုယ့်ရဲ့ကွန်ပျူတာဝယ်ပြီးဘယ်လောက်ပါတယ်ဟာဒီရဘယ်လောက်ပါဝန်ရမ်းဘယ်လောက်ပါတယ် မသိသေးတဲ့လူတွေကျွန်တော်ပြောပြမှာဖြစ်ပါတယ်နော်တချို့သိပြီးသားသူတွေကတော့မလိုဘူးနော်လုံးဝမသိသေးတဲ့သူတွေအတွက်ကျွန်တော်ကပြန်လည်တင်ဆက်ပေးတာဖြစ်ပါတယ်ဟုတ်ကဲ့ဒီလိုဝင်းဒိုးတက်လာပြီဆိုကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ကွန်ပျူတာထဲမှာဒီကိုဝယ်တဲ့ကွန်ပျူတာဝန်ထမ်းဘယ်တော့ပါလဲဟတ်တစ်ဘယ်တော့ပါလဲဘာမျိုးစားလဲဘယ်လိုမျိုးအိုင်ဘလောက်လဲအိုင်3လားအိုင် အိုင်ဟာတာအိုင်ချက်လားအိုင်ကောက်လားအဲ့ဒါတွေသိဖို့လို့နော်ကိုကိုယ်တိုင်နဲ့ကြည့်တတ်ဖို့လို့လည်းချုံမကြည့်တတ်တဲ့လူတွေအတွက်ကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်နော်ဟုတ်ကဲ့အဲ့လိုဝင်လို့ပြလာပြီဆိုကျွန်တော်ကကိုယ့်ရဲ့ကွန်ပျူတာမှာကွန်ပျူတာမှာဘလောက်ဘလိုတွေပါဝင်ဝင်ဘလောက်ပါတယ်ဟာတက်ဘလောက်ပါတယ်ဆိုတာကွန်ပျူတာဘလိုမျိုးလဲဆိုတော့တချင်မနော်ဟုတ်ကဲ့ကျွန်တော်ဒီ ဒီတော့လေရောက် window window လေးနေဘူးเนาะဒီ window start လေးနေမှာဟောပြီးလို့ရှိရင်ကျွန်တော်ဒီမှာ setting ဆိုတာလေးနေမှာเนาะဒီ setting လေးနေရမှာခဏစောက်ပြပါဟုတ်ကဲ့ဒီမှာ setting ဆိုနေပြီဒီမှာကျွန်တော်ဒီ system နဲ့ဝင်မှာเนาะဒီ system ဒီ system နဲ့ဝင်မှာဟုတ်ကဲ့ဒီ system နဲ့ဝင်မှာဒီမှာဖုန်းလိုမျိုးပဲเนาะသူလည်းအကုန်လုံးပြတာပြီးတယ်ဒါကျွန်တော်ကဒီ အောက်ဆွဲချပါအောက်ဆွဲချပါဆွဲချချကျွန်တော်တို့ဒီမှာအပေါက်အပေါက်ဆိုတာတည်းနေမနော်အပေါက်နေမယ်ခဏလေးစောက်ပေးနော်ပြီးတစ်ဖက်မှာသူပြပေးမယ်ဟုတ်ကဲ့ဒီမှာအပေါက်နေပြကျွန်တော်တို့ဒီမှာ divide နေဆိုတာဒီမှာ ပြရတယ်နောက်ပြနေဒီမှာ intel အပလောက်လဲနော်အဲ့ဒါ i h နော်ဒီကော i h cpu ပဲဒီလောက်ဒီလောက်ဝင်တော့ပြရတာပြနေတော့သူအကုန်လုံးဒီမှာကျွန်တော်ဝန်ကျွန်တော်ဝန်6ဝန်6ပေါ့နော် ရန်ချောင်းနဲ့အိုင်ဟာဝအိုင်ဟာဝနော်ပြီးလို့ရှိရင်ကျွန်တော် window window က window 30 blue အသုံးပြုတာပေါ့နော် window 30 blue အသုံးပြုတာလည်း window 30အသုံးပြုတာလည်းနောက်ပြီးကျွန်တော်ပြင်ချင်တာကနောက်ပြင်ချင်တာလေးရရှိသေးတယ်နော်ဒီမျိုးနည်းနည်းနဲ့ကျွန်တော်လာပြအောင်နော်ကျွန်တော်နောက်ပြီးတော့ device manager ဒီကောင်လေးနှိပ်ပြီးကြည့်မယ်နော် ဒီဖိုင်မန်နေဂျာလေးကိုနှိပ်ကြည့်မယ်အဲ့ဒီမှာကျွန်တော်ပြပြီမို့နော်အကောင့်လေးနှိပ်ပြီးကြည့်မယ်ခဏစောင့်ဟုတ်ကဲ့ဒီမှာပေါ်လာပေါ်လာ ਈ ဝင်နော်ခဏစောင့်ကျွန်တော်ဟာ hard disk ဆိုနည်းနည်းကြာ SSD လို့မမြင်အောင်ပေါ့နော်ဟုတ်ကဲ့ဒီမှာတခုချင်းစီကျွန်တော်ပြချင်တာကဒီမှာကွန်ပျူတာဆိုတော့ကျွန်တော်အရင်နှိပ်ပြမယ်နော်ကွန်ပျူတာဆိုတော့နှိပ်ပြမယ် ဟုတ်ကဲ့ဒီမှာ basic ဥစားက basic pc ကွန်ပျူတာတဖိုင်နဲ့ပြမှာဟတ်တဲ့ဥစားကတရဘောက်သုံးတာလဲဆိုတော့ကျွန်တော်ပြပြမယ်ဒီမှာအကုန်လုံးပေါ်လာနော် wtc ဟတ်တဲ့900ရောက်ကျွန်တော်အသုံးပြထားတယ်နော်ဟတ်တဲ့900ရောက်ကျွန်တော်အသုံးပြထားတယ် display ဟုတ်ပြီ display မှာ intel ad graphic 3000ပါတယ်နော် graphic 3000ပါတယ် intel Photoshop ပဲနည်းနည်းပါလုပ်လို့ရအောင်ဗောနော DVD မှာ DVD CD drive ပါလားဟာပြရတယ်နော်နောက်ပြန်ဒီမှာဒီအဓိကပဲဒီမှာကြည့်တဲ့ရာကိုယ့်ရဲ့ Intel ဘလောက်လဲ CPU နဲ့ဒီမှာ i ဟာအကုန်လုံးပြတာပြတယ်သူကနော် ဒါအကုန်လုံးပြလာပြီချို့မသိတဲ့လူမသိရရှင်ချို့လူတွေကဘာမသိတဲ့ကိုကွန်ပျူတာကန်တဲ့သူများအင်အားစုအင်အားပြကိုသေးချာဝင်ကြည့်ပါတော့ဒီမှာလည်းအလိန်ညာတွေပါပြန်လောက်လို့ရတယ်ချို့ကလည်းဂျင်းထည့်ပြီးရောင်းလိုက်ပါရှိပါတော့ဒီနောက်မှပြင်လို့ရတယ်ဥစားနောက်ဒီပြင်တာကိုပြန်ပြီးတော့ကိုတည်အောင်ဘယ်လိုလုပ်ရဆိုတော့ကျွန်တော်နောက်တဲ့ဗီဒီယိုတွေမှာကျွန်တော်တင်တင်မိတော့မဖြစ်ပါလဲเนาะ ဟုတ်ကဲ့ကျွန်တော်ပြောချင်တယ်ဒီမှာကွန်ပျူတာရဲ့ကိုယ့်ရဲ့ကွန်ပျူတာထဲမှာဘယ်လောက်ထိပါဝင်နေအိုင်အိုင်ဘယ်လောက်လဲအိုင်ဟာလားအိုင်3ဟာအိုင်ကျလားအဲ့ဒါဒီဝင်နောက်ပြီးတော့စီဝင်ဘယ်လောက်လဲ CPU ဘယ်လောက်လဲအဲ့ဒါကျွန်တော်ပြောပြတယ်နောက်နောက်ပြီးတော့ဒီ set point နေ set point နေတဲ့အစားပြောပြချိုးရမသိဘူးဒီကွန်ပျူတာဝယ်ပြီးပါရင်ကွန်ပျူတာဒီ B cloud ကနေပဲ power cloud နေတော့တော့ပိုက်ရမလားဟုတ်ကဲ့အဲ့မျိုးပိုက်လို့မရတော့ power cloud နေပဲဆက်မပိုက်ပါဘူး နော်ဆက်မပိတ်သူဘက်သူလဲနေတာအထက်အကောင်လုံးလဲနေမှာနော်ဆက်ပိတ်ဖို့ဆိုတော့ကျွန်တော်ဒီမှာကွန်ပျူတာမှာပါပြီးသားပါနော်ကွန်ပျူတာဖွင့်ရင်တော့အနည်းဆုံးဒီ west fat တွေကိုတော့၃လေးခါလုံးနိုင်နိုင်ပြီပဲပဲနေရာပဲဖြစ်သွားလာလွယ်တော့ပေါ့နော်အဲ့တော့ကွန်ပျူတာ software တွေ download ဆိုရင်ကျွန်တော်ဒီ chrome browser အနေနဲ့ chrome browser ကိုလိုချင်တဲ့ကွန်ပျူတာ software တွေ download ရပါနော် အဲ့ဒါလေးအနေချင်းဒီဗီဒီယိုမှာကျွန်တော်အနေချင်း live ပြတော့မှာဖြစ်ပါလိမ့်မယ်။မသိသေးတဲ့လူတွေအတွက်ဖြစ်ပါတယ်။အော်ကကိုလိုချင်တဲ့ software တွေခရုံးပေါက်စာနဲ့ထောင်းအောင်ရအောင်နော်။တချို့ကလည်းမသိသေးဘူး။လက်လက်မေးကြတာရှိတယ်။တချို့ကလည်းဒီ Facebook နဲ့အခုကွန်ပျူတာတော့ဝယ်လိုက်ကွန်ပျူတာ software တွေဘယ်ရောက်တောင်းမယ်ဘယ်ရောက်တောင်းမလဲဆိုတာ။အော်ဒီခရုံးပေါက်စာနဲ့ထောင်းလို့ရအောင်နော်။ဒီခရုံးပေါက်စာဒီခရုံးပေါက်စာနဲ့ထောင်းလို့ရတယ်။ ဒီ Chrome စာနဲ့ download ရအောင်ကိုလိုချင်တဲ့ဟာကိုကျွန်တော် software အများရှိပါတယ်ကျွန်တော်စမ်းနေနဲ့ပြပေးမနာဟုတ်ကဲ့ကျွန်တော်ဒီမှာ computer အတိလောက်တော့ key တွေကျွန်တော်ပြပေးမှာဟုတ်ပြီနော်ဒီမှာတော့အများရှိတဲ့ကိုလိုချင်တဲ့ key တွေကိုဒီမှာရှာတောင်းပြီးတော့လောက်လို့ရတော့ဘူးနော် software ဒီလိုကိုလိုချင်တဲ့ software တွေမှာနောက်မဲ့ရိုက်ရှာပြီးတော့ download ရတယ်နော် computer တောင်းတက်သွားတော့လွယ်လေးပါပဲ ဟုတ်ဒါကကျွန်တော် software တောင်ဒီပြပေးတာဖြစ်ပါတယ်နောက်တော့နောက်တော့ video ကျွန်တော်အချိန်ရတဲ့ခါကျ video တွေအဆက်မပြတ်သိမ်းတော့ပြပါမယ်နော်ဒီမှာအဓိကပြောချင်တာကဒီ computer set ဖို့ ဖွင့်တက်ဖို့ရယ်နောက်ပြီးတော့ဒီကွန်ပျူတာဖွင့်ပြီးရလို့ရှင်ဒီ website လေးကို website လေးကို450ချိန်တော့နှိပ်ပြီးရမယ်နော်ဒီတိုင်းဆက်ဖွင့်ပြီးတော့အဲ့လေနေတိုင်းရုတ်ထိုင်မစားဘဲနဲ့ဒီမျိုးဒီကောင်လေးလေးနှိပ်ပေးပါဒီကောင်လေးနှိပ်ပြီးကိုလူချင်းတဲ့နေရာသွားလို့လည်းရတယ်နောက်တော့ကိုယ့်ရဲ့ကွန်ပျူတာအပေါက်တွေကအပေါက်တွေမှာဘလို့ရှိတဲ့ကွန်ပျူတာမှာဝန်ထမ်းဘလောက်ပါတယ်ဝန်ထမ်းဘလောက်ပါတယ်ဟတ်ဒစ်ဘလောက်ပါတယ်ဆိုတော့ကျွန်တော်ပြောပြတာဖြစ်ပါတယ်နော် အဲ့ဒါလေးသိဖို့ရနီနာပြပြတာပြောတယ်စတိုစနီမပတိဆိုပတိသူကပြတာပြတယ်ပြီးဒီမှာစတိုကိုရဟတိဘလောက်ဆိုတာသူကပြတာပြတယ်နော်အဲ့ဒါအသေးစိတ်ရှိ display ဆိုလဲ display တင်မှာလေကိုလှုပ်ကျင်တာအလင်းမော်ရှော့အလင်းမော်တာအကုန်လုံးရှိပါနော်ကိုလှုပ်ကျင်တာကိုစိတ်ရကြိုက်တာဟာကိုပြင်လို့ရပါဘောနော်ကိုတက်သိနာလဲဆိုရင်တော့ကလိပေါ့ကွန်ပျူတာတွေဖုန်းတွေဆိုတာကလိမှာပဲတက်မှာလေနော် ဟုတ်ကဲ့အကောင်လုံးလုပ်ရရအဓိကပြောချင်တာကျွန်တော်နောက်ဆုံးအနေနဲ့ပြောချင်တာဒီကွန်ပျူတာစပိတ်တဲ့နေရာမှာကျွန်တော်ပြောချင်တာနော်ဒီပါဝါခလောက်ရွေးလက်ပိတ်လို့မရအောင်နော်တကယ်ကလေးကွန်ပျူတာမပိတ်ပါဘူးနော်အခက်မသိရင်ဒီ short ဖြစ်သွားလိုက်ပါရဲ့ရှိတယ်မနော်ကွန်ပျူတာခလောက်မပိတ်မနဲ့ကျွန်တော်အခုပြောမယ်နေရာမှာပိတ်စေချင်တယ်မနော်ဒီကွန်ပျူတာကိုပိတ်သွားဒီနေဒီ window နေရာကိုလာပြီးတော့ဒီ window လေးနှိပ်မယ်ပြီးရင်ဒီမှာကျွန်တော်ပါဝါခလောက်ဆိုတာရှိတယ်ပါဝါလေးနှိပ်မယ်ပြီးရင်ဒီမှာ ဒါဆိုရင်ဒီ slice ဆိုတာကျွန်တော်တို့ဥပမာဗျာဒီဈေးဆိုင်လေးခဏသွားခြင်း7မိနစ်15မိနစ်လောက်ကြာကြာသွားခြင်းနဲ့ဆိုရင်ကိုကကွန်ပျူတာလည်းမပိတ်သွားခြင်းဘူးဆိုရင်ဒီ slice ဆိုတာလေးကိုနှိပ်ပြီးတော့ခဏလေးပိတ်ခဲ့ပေါ့နော်အဲ့ဒါဆက်ရလည်းမပိတ်ဘူးလူအိပ်ပြနေတယ်လို့အသက်ရတော့ရှင်နေတယ်မျက်လုံးတော့မှိတ်အိပ်နေတယ်ပေါ့သူလည်းအဲ့လိုပဲဆက်ရတော့လဲနေတယ်ဒါမှမဟုတ်ဆက်ခွင်မှာအလုံးမလုံးဘူးပိတ်ထားတဲ့ပုံစံမျိုးဖြစ်တယ်နော်ကိုပြန်လာရင်ကီခလုတ်လေးတောက်ခနဲ့နှဲ့လိုက်ရှင်သူကပြန်ပြီးတော့အလုံးလုံးတော့မှဖြစ်ပါတယ်နော်ဒါ high bit အချိန်နဲ့ ကိုပိတ်တာလို့ရတာပေါ့နော်အချင်းနဲ့ပိတ်လို့ရတာဒီမှာအဓိကပြောချင်တာဒါဖုန်းလိုမျိုးဖုန်းလိုမျိုးပဲနော်ဒါ restart restart ချတာနော် restart ချတာဒီမှာ short down လေးတွေ့တာအဲ့ short down လေးနှိပ်ပြီးပိတ်ရမယ်အဲ့တော့ကျွန်တော်အဓိကပြောချင်တာပြောဒီ short down နှိပ်ပြီးပိတ်လိုက်ရင်ပိတ်အောင်မျိုးပိတ်အောင်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်နောက်တစ်ခေါက်ပြန်ပြမယ်နော်အော်ကျွန်တော်ကွန်ပျူတာပါဝါခလုတ်ဖွင့်ပြီးတော့ပါဝါခလုတ်ပြန်ပိတ်လို့မရအောင်နော်နှိပ်ပိတ်လို့ ဒီခလုံးနေနှဲ့ပြန်မပိုင်နဲ့နော်ဒီခလုံးအဖွင့်မယ်အဖွင့်မယ်ရမယ်နော်ဖွင့်မယ်ကြက်ကြနှဲ့ပြီးပိုင်လို့ရဒါပေမဲ့မကောင်းချက်ကြဆိုရရှင်နော်သူ့မှာကွန်ပျူတာနှဲ့ပြီးပိုင်လို့ရနေရအများကြီးရှိတယ်ဒီမှာဒီကောင်လေးနှိမ့်မယ်ဟုတ်ကဲ့ကျွန်တော်ပြန်ပြမယ်တိတ်ချာဟုတ်ကဲ့ဒီကောင်လေး window လေးနှိမ့်မယ်ပြီးရင်ဒီမှာ power ခလုံးဆိုတာနှိမ့်မယ်ပြီးရင် shutdown ဆိုတာလေးနှိမ့်ရမယ်ဒီလေခလုံးလေးနှိမ့်ပိုင်လို့ရှင်ဒါဆိုကွန်ပျူတာပိတ်သွားမှာနော် ဟုတ်ကဲ့ဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်ကွန်ပျူတာဆွဲပြီးဆက်ဆက်တုံးတက်မသိသေးတဲ့လူတွေကျွန်တော်ပြောပြသွားတာဖြစ်ပါတယ်ကျွန်တော် channel လေးကိုကြိုင်နေတက်တယ်ဆိုရင်အရှင် like and subscribe လေးလုပ်ပေးကြပါလုပ်ပေးကြပါအောင်လို့အားလုံးဖိတ်ကုန်ပါတယ်နော်နောက်ထပ်နောက်ထပ်ကျွန်တော်လည်းချိန်ရခါကျဒီတဲ့ကွန်ပျူတာနည်းပညာတွေကိုအဆင်ပြေပြတင်တော့ပြမှာပါနော်ကျွန်တော်လည်းလုပ်နေမှာအတွက်ဒီနေ့တပုံးတော့မမှန်ကန်ကန်မတင်နိုင်ပါဘူးနော် ဟုတ်ကဲ့ကျွန်တော်ဒီမှာဆက်ပိတ်ပြတော့မယ်နော်ဟုတ်ကဲ့ဒီ window လေးနှိပ်မယ်ပြီးရင်ကျွန်တော်ဒီမှာ power clock လေးဆိုတာရှိတယ် power clock လေးပြီးရင်ကျွန်တော်ဒီမှာ short down လေးနှိပ်ပိတ်မယ်ဟုတ်ကဲ့နော်ဗီဒီယိုပြီးဆုံးနေ့ကြည့်ပေးတဲ့သူတိုင်းတယောက်စီတောင်းကျွန်တော်အထူးပဲကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်ဆက်ပိတ်တော့မယ်နော်ဒါလေးဆက်ပိတ်တဲ့ဟိုတက်ကျွန်တော်ပြောပြရဖြစ်ပါတယ်ဒါဆို short down ကြာပါစမ်းဒါဆိုစပိတ်ပါမနော် Wetter so bei Weiber, ne?